င်္ဂလာပါ Smile Entertainment ပိတ်ခါနေပြီးတော့ကြိုးဆိုလိုက်ပါတယ်ခင်ဗျာ Stay Home Color မှာအားလုံးလည်းပြင်းနေပြီလို့ထင်ပါတယ်ဒါကြောင့်ဒီနေ့မှာတော့2020ခုနှစ်အတွင်းထွက်ရှိခဲ့တဲ့ကမ္ဘာကျော် Cartoon Animation ဇာတ်ကားလေးတွေနဲ့ COVID-19 ကူးစက်မှုကြောင့်2021ကိုရွှေ့လိုက်ရတဲ့ဇာတ်ကားလေးတွေအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အိမ်မှာနေရင် Cartoon Animation ဇာတ်ကားလေးတွေကြည်ရင်အပန်းဖြေလို့ရအောင်ဘယ်လိုဇာတ်ကားလေးတွေဖြစ်မလဲဆိုတာပရိသတ်ကြီးကဒီဗီဒီယိုလေးကိုပြီးတဲ့အထိလက်ကြည့်လိုက်ပါအောင်ခင်ဗျာ on watch ကွာကျော် Pixel Animation Company ကနေထုတ်လုပ်လိုက်တဲ့ Onwatch Animation ဇာတ်ကားလေးကတော့လူငယ်တွေကလေးတွေတည်းမကပါဘူးလူကြီးတွေပဲကြိုက်နှစ်သက်ကြတဲ့ Cartoon Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ထူးခြားစမ်းချက်တဲ့မန်တန်ကိုအခြေခံပြီးတော့ Parking ကိုရှာဖွေတဲ့ညီကိုနှစ်ယောက်ရဲ့စိတ်နှလုံးကြည်နူးဖွယ်ရဇာတ်ကားလေးပဲဖြစ်ပါတယ်။ Onwatch ညီကိုနှစ်ယောက်မှာအကိုဖြစ်သူရဲ့နောက်ခံအတန်တရုပ်ဆောင်ကတော့ Jurassic World မင်းသား Chris Pratt ဖြစ်ပြီးတော့ညီဖြစ်သူနေရာမှာတော့ Spider-Man မင်းသားလေး John Holland ကတရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဩဝါစကားမှာဆိုရင်ညီဖြစ်သူရွေမြောက်ခင်မှာပဲဖခင်တေဆုံးသွားတဲ့အတွက်ညီငယ်လေးဟာသူ့ရဲ့ဖခင်ကိုမတွေ့မမြင်လိုက်ရပါဘူး။ဒါကြောင့်ညီငယ်လေးဟာဖခင်ကိုအလွန်ပဲတွေ့ကျင်နေခဲ့ပါတယ်။တနေ့မှာတော့သူ့ရဲ့ဖခင်ကိုပြန်ခေါ်နိုင်တဲ့မန်တန်ကိုရွတ်စေခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမန်တန်ကတဝက်တစ်ပြက်ပဲအောင်မြင်ခဲ့တဲ့အတွက်သူ့ဖခင်ဖြစ်သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းပဲသူတို့စီကိုရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ဖခင်နဲ့ဆုံနိုင်ဖို့ကြိုးစားနေတဲ့ညီကိုနှစ်ဦးရဲ့စမ်းချဲတဲ့မန်တန်တွေ စိတ်ဆွမ်းအားတွေနဲ့တကယ့်ချစ်ခြင်းမေတ္တာတရားကိုကြည်နူးဖွယ်ရာကြည်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားကပြီးခဲ့တဲ့မတ်လ16ရက်ကထွက်ရှိတာဖြစ်ပါတယ်။မကြည့်ရတဲ့သူတွေရှိရင်လည်းကြည့်ကြပါလို့။လူငယ်တွေကလေးတွေကြိုက်တဲ့ဇာတ်ကားဆိုပေမဲ့အားလုံးလည်းကြိုက်နှစ်သမဲလို့ညွှန်လင်းပါတယ်။ Elbows out, feet apart, back slightly arched. Elbows! Try to focus here! Focus! Ah, forget it! spell that creates a magical bridge you can walk on. If you believe the bridge is there. Rara and the Last Dragon. ဒီစကားလေးကတော့ကဘာကျော် Disney Company ရဲ့နောက်ထပ်ကဘာကျော် animation စကားတကားဖြစ်လာမယ် Rara and the Last Dragon ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်2020နိုဝင်ဘာ25မှာလျှော်ထားပြီးမြင့်2021ခုနှစ် Max လာမှာထွက်လာတော့မှာဖြစ်ပါတယ် တ်ရှိထားတဲ့ထွေလာရရာရာဆိုတဲ့ရင်းရင်းနဲ့မင်းကလေးနဲ့ကုမာဒရာဘရင်ခက်နောက်ဆုံးကျန်တဲ့နဂါကိုလိုက်ရှာတဲ့စွန်စားကန်းတွေကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Disney ရဲ့ကမ္ဘာကျော် animation ဇာတ်ကားတွေက Mulan နဲ့ Frozen ဇာတ်ကားတွေလိုပဲဒီကစားဆောင်မင်းကလေးကိုပဲအခြေခံပြီးစွန်စားကန်းခီးစဉ်တွေတောက်လျှောက်ကြုံတွေ့ရမယ့်အခက်အခဲတွေအနောက်ရှက်တွေကိုရာရာတယောက်ဘယ်လိုအနိုင်ယူပြီးသူရှာနေတဲ့နောက်ဆုံးကျန်တဲ့နဂါကိုတွေ့သွားမလားဆိုတာရင်ခုန်စစ်လို့ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော်ကဒီလိုစွန့်စားကန်းတွေပါတဲ့ animation စကားတွေကိုရမ်းကြိုက်တဲ့အတွက် Rara and the Last Dragon ထွက်လာရင်တေချာပုတ်ကြည့်ပြမှာပါ။အားလုံးလည်းကြိုက်နေတဲ့မဲ့စကားလေးဖြစ်ပါတယ်။အခုတော့ trailer လေးကိုကျွန်တော်နဲ့အတူတူလက်ကြည့်လိုက်အောင်ဗျာ။ My whole life I trained to become a guardian of the dragon gem, but this world has changed. And its people are divided. to restore peace. I must find the last dragon. The Cross 2ဒီစကားကတော့ကဘာဦးရဲ့ပထမဆုံးမိသားစုလို့ခံယူထားတဲ့မိသားစုတစုကိုအခြေခံပြီးရက်ကူးထားတဲ့အထူးဆန်းတဲ့ဟာသဇာကားလေးပဲဖြစ်ပါတယ်။ပထမတစ်ခါလေးထွက်ထားတဲ့ဖြစ်တဲ့အတွက်ဒီစကားကိုကြည်ဘူးတဲ့သူတွေလည်းရှိမှာပါ။အခု The Cross 2ဆိုပြီးဒုတိယကအနေနဲ့ထွက်လာတဲ့အခါမှာလည်း trailer ကြည့်ရတာနဲ့တည်းရဲရပြီးတော့ကြည့်လို့လည်းကောင်းနေပါတယ်။အခုတကားမှာတော့ဂူရဲကနေဘယ်တော့မှမထွက်ဘူးလို့ခံယူထားတဲ့ဒီဇက်လိုက်မိသားစုကဂူရဲကနေထွက်လာခဲ့ပြီးတော့အစားတောက်တွေအရှံပယ်နဲ့အလွန်အလွန်ကိုလှပတဲ့ဥယျာဉ်ကြီးတစ်ခုကိုဘုံမိနဲ့တန်နေရကိုရောက်သွားပြီးတော့အဲ့ဒီမှာရှိနေတဲ့ခင်မီတဲ့နောက်မိသားစုတစုနဲ့တွေ့ဆုံတဲ့ပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ကဘာဥမိသားစုလို့သူတို့ကိုသူတို့ခံယူထားတဲ့ဇက်လိုက်မိသားစုနဲ့ခင်မီမိသားစုတို့တွေ့ပြီးဘလို့အလွဲတွေ ဘယ်လိုစိတ်လှုပ်ရှားစရာတွေဖြစ်မလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဇကားထွေလာကိုကဇကားတကယ်ထွက်လာတဲ့အခါကျရင်တေချာပေါက်ကြည့်ကြင်အောင်ရိုက်ပြထားတာဖြစ်ပါတယ်။အခု2020နိုဝင်ဘာ25မှာထွက်မယ်လို့ဆိုထားပေမဲ့မတေချာဘူးလို့လည်းပြောထားပါတယ်။ဘယ်ချိန်ပဲထွက်ထွက်ပါလိ။တေချာပေါက်ကြည့်ပြမဲ့ဇကားလေးဖြစ်လို့ပရိသတ်ကြီးအတွက်မိတ်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ Today is a good day to you'll never guess what I found out. Stand by me, Doraemon 2. ဒီစကားလေးကိုလည်းအခုလာမဲ့နိုဝင်ဘာမှာထွက်ရှိမယ်လို့သတင်းတွေမှာပါထားပြီးဖြစ်ပါတယ်။ COVID ရောဂါကြီးကြောင့်အခု2020ထဲမှာထွက်မယ်ဆိုတဲ့ဇာတ်ကားတွေလည်းအကုန်တော့ဆုတ်ကုန်တော့ဒီဇာတ်ကားလေးလည်းထွက်လာဖြစ်မလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကဘာကျော် Doraemon Mega Series ကိုအခြေခံထားတဲ့ Stand by me Doraemon 2 Animation ဇာတ်ကားက 2014ဒုံကထွက်ခဲ့တဲ့ 3D animation ရုပ်ရှင်ရဲ့နောက်ဆက်တွဲဆက်ကားလို့သိရပါတယ်။နောက်ပြီးတော့ Doraemon A Grandmother Recollection ဆိုတဲ့ shuffling ကိုလည်းအခြေခံထားတယ်လို့ပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Navita နဲ့ Doraemon တို့ဟာအဖွားကိုလွမ်းလို့အတိတ်ကိုပြန်သွားခဲ့ကြပါတယ်။နောက်ပြီးအဖွားရဲ့မြေရိုးရဲ့သမီးလေးကိုတနစ်မြင်ခြင်းနဲ့ဆိုတဲ့ဇာတ်ကားကိုအနာဂတ်မှာတကယ်ပဲဖြည့်ဆည်းနိုင်မလား။ Navita ကရသူချစ်တဲ့ ချီဇူကာကိုလက်ထက်ဖြစ်မလားဆိုတာတွေကြည့်ရှုရမယ့်စကားလေးဖြစ်ပါတယ်။လူကြီးတွေရောကျွန်တော်တို့လူလူငယ်တွေရောကာတွန်းချိုက်တဲ့ကလေးတွေပါချိန်ကြတဲ့စကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ Over the moon ဒီစကားလေးကတော့တရုတ်လူမျိုးတွေရဲ့ Lanet Family Channel ရဲ့ခြေကွက်ပွဲပုံမြင်လေးကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားလို့ပြရပါတယ်။လမ်းမုံရောက်ပြီးတံမွေးနေတဲ့တာယာပျော်ရွှင်တဲ့ဖေးဖေးဆိုတဲ့ကောင်မလေးရဲ့မိသားစုလေးရဲ့အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။အဲဒီမှာပဲအဲဒီမှာဖေးဖေးက သူမမေမေပြောပြတဲ့လက်နက်သမီးလေး channel အကြောင်းကိုယုံကြည်နေခဲ့ပြီးတော့သူမမေမေဆုံးသွားတဲ့အခါသူ့မေမေကိုမမေ့နိုင်ပဲသတိရနေခဲ့ပါတယ်ဖေဖေရဲ့ဖေဖေကလည်းနောက်အိမ်တော်ပြုတော့မယ်ဆိုတဲ့အချိန်မှာသူ့အဖေနောက်အိမ်တော်မပြုတ်နိုင်အောင်တားဆီးနိုင်အောင်လက်ကပါစီသွားပြီးသူမမေမေပြောပြခဲ့တဲ့လက်နက်သမီးလေး channel ကိုတွားရှာတဲ့ animation စကားလေးဖြစ်ပါတယ်ကျွန်တော်သဘောကျတာကတော့ဖေဖေနဲ့အတူအမြဲတမ်းဘေးမှာကပ်ပါနေချစ်ဆက်ရုံကောင်းလေးပဲဖြစ်ပါတယ်ချစ်ဆက်ရုံကောင်းလေးနဲ့သူဖေဖေရဲ့လက်ကိုသွားတဲ့ခီးစဉ်ကအောင်မြင်မလား သူရှာတဲ့လက်နက်သမီးလေးကိုတွေ့ပါမလားဆိုတာစစ်လို့ရှာဖွေစောင့်ကြည့်ရမယ့်အစကားလေးဖြစ်လို့အားလုံးကိုမိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာရောက်ခုပြောပြခဲ့တဲ့ဇာတ်ကားလေးတွေကိုအလုံးလေးသဘောကျမယ်လို့မျှော်လင့်ပါတယ် ကျွန်တော်တို့ရဲ့ Smile Entertainment Page ကို Apex ရပရိသတ်တယောက်ချင်းစီတန်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ